လောကမှာဓမ္မမရှိတဲ့အဖို့မပြုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဝမ်းနေခြင်း ကြေကွဲခြင်းနဲ့ပဲဆုံးသက်သွားတယ်ပေါ့လူဆိုတာမျောလင်းချက်ကလေးတွေရှိတယ်ကိုယ့်ကိုယ်အသက်ရှင်မယ်လို့မျောလဲမိမယ်လို့ရှင်ကျင်မရှင်တာလေအဲ့တော့နောက်ဆုံးအချိန်မရောက်ခင်ဘုန်းကြီးတို့တွေဟာနောက်ဆုံးထွက်သက်ကလေးဝင်သက်ကလေးနဲ့ထွက်သက်ကလေးမရောက်ခင်ကိုလောက်ရမယ်ဓမ္မအခုကလေးကအဖို့ပြုတ်ထားဖို့ဆိုတာ ဘသူမှအသက်ရှင်နေသေးတယ်ဆိုရင် နောက်ကျမယ်လို့ပြောလို့မရဘူးပေါ့မြတ်စွာဘုရားသခင် ကိုရမြတ်ကိုချီးအောင်မလားစန္ဒမူနာတစ်ခုအနေနဲ့ချီးမြတ်စွာဘုရားသခင်ကိုရမြတ်တတော်80ပြိဋိဘံစံဖို့အတွက်10လလောက်ပဲကြံတော့တဲ့အချိန်မှာယောဂဝေဒနာအကြီးအကျယ်ဖြစ်လာအမ်တန်မှပြင်းထန်တဲ့ယောဂပဲတေဆုံးခြင်းဆိုတဲ့အနေအထားမျိုးကိုကတ်သွားတဲ့ယောဂမျိုးလို့ဒီလိုဆိုလို့ အဲ့ဒီလိုယောဂဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကမစဉ်းစားတော့ဆိုအခုချိန်ငါပြိနိဗ္ဗာန်ဆံလိုက်လို့ရှိရင်နောက်ဆယ်လကြာမှတရားဥတရားမြတ်ရနိုင်တဲ့မကျူးဝါဖြစ်မဲ့သူဘတ္တာရှိငါပြိနိဗ္ဗာန်ဆံသွားရင်သူတရားဥတရားမြတ်ရဖို့ခက်သွားအဲ့တော့ခုဖြစ်ပေါ်လာတဲ့ယောဂဝေဒနာကိုငါဟန်တားထားမယ်ဆိုပြီးတော့ အာယုသင်္ခါရဖလတ်တမဘတ်လို့ခေါ်တယ်။အာယုသင်္ခါရဖလတ်တမဘတ်ဆိုတာအသေးစိတ်ဝိပဿနာရှုပြီးတော့တကယ့်ကိုစနစ်တကျဝိပဿနာကိုအလုံးကိုထက်ထက်မြဲ့မြဲ့ဝိပဿနာတွေရှုပြီးတော့တမဘတ်ဝင်စားလိုက်တာ။ယောဂဝေဒနာတွေဟာလုံးဝပျောက်သွားတယ်။နလန်ထသွားတယ်မြန်မြန်ကြီး။အဲ့ဒါကိုအာယုသင်္ခါရဖလတ်တမဘတ်လို့ခေါ်တယ်။အဲ့ဒီအသက်ကိုပြန်ပြီးတော့ထိန်းကျောင်းထားတဲ့ဖလတ်တမဘတ်။ဘာဖြစ်လို့အသက်ကို ထိန်းထားရတယ်လဲဆိုရင် သူပတ္တအတွက်ငဲ့ခုချိန်ပြိနိဗ္ဗာန်ဆံလိုက်လို့ရှင်သူပတ္တနဲ့လွဲသွားသူပတ္တကိုခုချိန်သွားတရားဟောလို့လေကျွတ်တရားရမှာမဟုတ်လူဆိုတာအချိန်တန်မှရတာလေအေးမြတ်စွာဘုရားသခင်ကိုရောမြအဋ္ဌိပတ်၄ပါးလို့ဆိုတဲ့သန္တဝီရိယဝီမန္တစိတ်တလို့ဆိုတဲ့စိတ်စွမ်းအားတွေတိုးမြင့်ထားပြီးတော့ယောဂဝေဒနာကိုတက်တအောင်လှုပ်ထားပြီးတော့ဆေလတိတိ နောက်ထပ်နေသွားတာတဲ့အဲ့ဒီလိုဟာမျိုးဘုန်းကြီးတို့တွေဘာလို့ကမလဲခုနကယောဂဝေဒနာနဲ့ကျုံးလာတဲ့အခါတုပ်ပဝါဒမင်းသမီးကြီးရဲ့နှလုံးသွင်းနှီးမျိုးလိုနှလုံးသွင်းမလားသို့မဟုတ်ထွက်လေဝင်လေလေးမှတ်ပြီးတော့ထွက်လေဝင်လေလေးပေါ်မှာတတိကပ်ပြီးတမာတိစွမ်းအားရရအောင်စူးစမ်းပြီးတော့နေမလား တခုတော့ဘုန်းကြီးတို့တည်းတွေရှာထားကြရမှာ